င်ကြသားချင်းတို့ငါရဲ့ငါးချိန်မြောက်ပင်လယ်ခရီးစဉ်ကိုပြောပြမည်လို့ရေစင်တစ်ပတ်ကကုန်းစင်တစ်ပတ်နဲ့သူ့ဖော်များကိုပြောတည်တဲ့အဲ့ဒီလိုငါဟာစီးစိမ်ခံစားနေရင်မှပဲပင်လယ်ခရီးထွက်ပြီးအယောင်းဝယ်လှုပ်ချင်သည့်စိတ်ပေါ်လာပြန်သည်အဲ့တဟာနဲ့ငါဟာပစ္စည်းဥစ္စာအမြောက်များယူပြီးမတော်လာမျိုးကိုထွက်ခဲ့သည်မတော်လာမျိုးကိုရောက်တော့ရွက်ကောင်းတက်ကောင်းနဲ့တင်မောတစင်းကိုဝယ်သည်ပြီးတော့ကပီတန်နဲ့တင်မောသားတွေကိုငါမှားပြီးအမောင်းခိုင်းသည် အဲ့ဒီတင်မောမှာငါကုံထုတ်တွေတင်ပြီးတော့တခြားကုံတွေတွေလည်းငါတင်မောနဲ့လိုက်ကြသည်ပြီးရင်ငါတို့ဟာအလာရှင်ထံစုမုံကောင်းတောင်းပြီးနေကောင်းရက်သာရွေးပြီးပင်လေခီးထွက်ခဲ့ကြသည်ငါတို့တင်မောသည်လှိုင်းလေမတွေ့ပဲအကျွန်းကျွန်းအမျိုးမျိုးကိုရောက်သည်ရောက်ရရောက်ရအရက်တိုင်းမှာလဲငါတို့လှဲ့လေကြည့်ရှုကြပြီးရောင်းသီးကုံကိုရောင်းပြီးဝယ်သီးကုံကိုဝယ်ကြသည်ငါတို့ဟာအဆော့ဆအရာရာမှာအเจ้าကြီးညွတ်နေသည် အဲ့ဒီလိုနဲ့တင်းမောပေါ်မှာငါတို့ဟာအပျော်ကြီးပျော်ပြီးနေကြသည်အဲ့ဒီလိုနေကြရင်တနေ့တော့ငါတို့တင်းမောဟာလူဆလူနာမတွေ့ရသည့်ကျွန်းတကျွန်းကိုရောက်သွားသည်အဲ့ဒီကျွန်းဟာစိမ့်လန်းဆူဆူပြီးตาရပျော်မွေ့ဝဲကောင်းသည်အဲ့တဟာနဲ့ငါတို့ကပီတန်ကအဲ့ဒီကျွန်းမှာတင်းမောဝင်ပြီးစိုက်သည်အဲ့ဒီအခါမှာတင်းမောခီးသွားတွေဟာခီးညောင်းနေကြတဟာနဲ့တင်းမောဆိုင်တဟာနဲ့တပြိုင်နက်ကျုံးပေါ်တက်ပြီးလဲကြပတ်ကြသည် သင်္ဘောပေါ်မှာငါတယောက်သာအဆောင်ကြံခဲ့သည်အဲ့ဒီလိုလဲကြပတ်ကြရင်းနဲ့ခီးတယ်တွေဟာမြေကြီးထဲမှာတဝက်မြုပ်ပြီးအပေါ်မှာတဝက်ပေါ်နေသည့်ဖြူလုံးကြီးတစ်ခုကိုတွေ့ကြသည်အဲ့တဟာနဲ့အဲ့ဒီဖြူလုံးကြီးဟာဘာကြီးလဲလို့သိရအောင်ငါတို့ခရီးတယ်တွေကတုံးနဲ့ရိုက်သူကရိုက်ကြောက်ခဲနဲ့ကောက်ပေါက်သူကပေါက်ကြသည်အဲ့ဒီအကြောင်းကိုတင်မောသားတယောက်ငါ့ကို လာပြောတဟာနဲ့ငါကအချင်းတို့တီလိုမလုံးကြနဲ့ဒီဖြူလုံးကြီးဟာတခြားမဟုတ်ဘူး ယူခငှက်ဦးကြီးဖြစ်သည်ယူခငှက်ကြီးတွေဟာအင်မတန်ကြီးမားပြီးသူတို့ကိုအနှောက်ယှက်ပေးလျင်အကြီးကျယ်ရံမှုတတ်သည်လို့ပြောသည်တဟာပေမဲ့ငါတို့ခရီးသည်တွေကငါစကားကိုနားမထောင်ကြဘဲနဲ့ယူခငှက်ဦးကြီးကိုရိုက်ခွဲပြီးအထဲကယူခငှက်ကလေးကိုလဲလီးပြီးတဆားကြသည်အဲတဟာနဲ့ငါတို့တော့ဘေးတွေးတော့မှာပဲဆိုတာကိုငါကသိလို့ကမန်ဒရန်ခီးတယ်တွေကိုတင်းမောပေါ်ပြန်တက်ခိုင်းပြီး ကပိတံကိုပင်လယ်ပြင်ထဲရောက်အောင်အမြန်တင်းမောအလွင့်ခိုင်းသည်အဲ့ဒါလိုနဲ့ငါတို့တင်းမောဟာပင်လယ်ထဲသို့ရောက်လဲရောက်ရောမူးမောင်ကြီးကြသလိုကောင်းကင်တစ်ခုလုံးမှောင်မဲသွားသည်အဲ့ဒါလိုမှောင်မဲသွားတာဟာဟာတခြားကြောင့်မဟုတ်ဘူးယူကားမှတ်ကြီးပြန်လာလို့တူတောင်နဲ့နေကိုဖုံးသွားလို့ပဲပြီးတော့မှတ်ကြီးဟာသူ့ရှိရာပြန်သွားပြီးသူ့ဦးကြီးကွဲနေတဲ့ဟာကိုတွေ့သည့်အခါမှာကြောက်เสียရအတန်ကြီးနဲ့អော်ပြီးငါတို့တင်းမောနောက်သို့လိုက်လာသည် ကြသည့်အခါသူခင်ပွန်းနှစ်ထီးကြီးပါပေါ်ပြီးလာသည်အတ္တဟာနှင့်ငါလည်းရွက်ကုန်ဖွင့်ပြီးတင်မောလွင်ဖို့ပြောသည်ဖက်ပီတန်ကလည်းစူးစားပြီးတင်မောလွင်သည်အဲ့ဒီအတော်အတွင်းမှာယူကောက်နှက်ကြီးနှစ်ကောင်ဟာအေယာမကြောက်ခဲကြီးတွေကိုခြေသေးနှင့်ကုတ်လာပြီးနှက်ဖို့ကစပြီးကြောက်ခဲကြီးတစ်လုံးကိုငါတို့တင်မောပေါ်ကိုလွှတ်ချလိုက်သည်ဒီတော့ဖက်ပီတန်ကတင်မောကိုဘေးကိုတိမ်ပေးလိုက်သည် အဲ့ဒါဟာနဲ့ကြောက်ခဲကြီးဟာတင်းမောကိုမထီပဲဘေးနားကိုပုတ်ကျသွားသည်အဲ့ဒီကြောက်ခဲကြီးဟာဘလောက်ကြီးဒီမကြီးဒီမပြောနေတော့သူကျသွားသည့်နေရာကနှိုင်းလုံးကြီးဟာတောင်လောက်ကိုရှိသည်ဒီအခါမှာငါတို့တင်းမောလည်းလှိုင်းထိတ်မှပါသွားသည်ပြီးတော့အဲ့ဒီနှိုင်းလုံးကြီးနှိမ့်ကျသွားတော့ငါဖြင့်ငါတို့တင်းမောဟာပင်လယ်အောက်ခြေကိုထိသွားသည်လောက်မှတ်လိုက်သည်အဲ့ဒီအခါကပ္ပီတန်ကလည်းစူးစမ်းပြီးတင်းမောကိုပဲကင်သည် ဒီအတွင်းမှာတခါယူကားငမကထပ်ပြီးသူကုတ်လာသည့်ကြောက်ခဲကြီးကိုငါတို့တင်းမောပေါ်ကိုချလိုက်ပြန်သည်ဒီတခါတော့ငါတို့ကက်ပီတန်လည်းမရှောင်နိုင်တော့ပဲငမကတွတ်ချလိုက်သည့်ကြောက်ခဲကြီးဟာငါတို့တင်းမောပဲပေါ်ကိုတဲ့တဲ့ကြီးကြသည်အဲ့တဟာနဲ့ငါတို့တင်းမောတက်မကြီးဟာတခါတည်းအစိမ့်စိမ့်အမွှာမွှာကြည်သွားသည်ဒီနောက်ငါတို့တင်းမောဟာလှိုင်းတံမခံနိုင်တဟာနဲ့တခါတည်းမှောက်သွားသည် ဒီတော့ငါလဲငါအသက်မသေးစေရန်အတွက်တအားကြုံပြီးကူရသည်အဲ့ဒီအတွင်းမှာအလာရှင်မတဟာနဲ့တင်မောပြည့်ရာမှာပြင်ပြားတစ်ချက်ဟာငါစီကိုမျောလာသည်ပြီးတော့ငါလဲပြင်ပြားပေါ်တွဲတက်ပြီးမလန်းမကန်းမှရှိသည့်ကျုံးဘက်ကိုခြေနှစ်ဖက်နဲ့လော်သွားသည်အဲ့ဒီအခါမှာနှိုင်းလေကတင်တဟာနဲ့ငါဟာကျုံးကန်းခြေကိုချောချောမောမောရောက်သွားသည်ကျုံးပေါ်ကိုတက်ပြီးတော့ငါဟာမျောမျောပဲရှိတော်သည် အဲ့တဟာနဲ့အမောပြေအောင်ခဏနာပြီးကျုံးပေါ်ကိုငါရှောက်ကြည့်သည်ကန်ကောင်းကျင်တော့အဲ့ဒီကျုံးဟာဥယင်ကြီးလိုအင်မတန်သားရပြီးတတိမျိုးစုံပန်းမျိုးစုံပေါက်နေတဟာကိုတွေ့ရသည်အဲ့ဒီအခါမှာငါလဲစာတဟာနဲ့ရွှေလိုဝင်းနေသည့်တတိမဲတွေကိုခူးပြီးတဝါကြီးစားသည်ပြီးတော့မိုးချုပ်ထီအောင်ဘဲမမသွားပဲငါထိုင်ပြီးနားနေသည်မိုးတာချုပ်သွားသည် လူစလူနာလည်းမတွေ့ရဘူးအဲ့တဟာနဲ့ငါဟာအဲ့ဒီနားမှာပဲတုံလုံးလဲပြီးအိတ်လိုက်သည် မနက်လင်းတော့တစ်ပင်ကျိုးတစ်ပင်ကြားငါလျှောက်ကြည့်သည်အဲ့ဒါလိုကြည့်ရင်းနဲ့ရေတွင်တစ်ခုတည်းစီးဆင်းနေသည့်စမ်းချောင်းလေးတစ်ခုကိုတွေ့သည်ပြီးတော့ရေတွင်နားမှာလည်းအဖိုးကြီးအိုတယောက်ထိုင်နေတဟာကိုတွေ့သည်အဲ့တဟာနဲ့ငါစိတ်ထဲကဒီအဖိုးကြီးအိုကြီးဟာငါလိုပဲ သင်းမောပြက်ပြီးဒီနေရာရောက်တဟာပဲလို့ထင်သည်အဲ့တဟာနဲ့ငါကအဖိုးကြီးအိုစီသွားပြီးအိုဘကြီးဒီနေရာမှာဘာလာလုပ်နေတာလဲမေးသည် ။ဒီတော့ဘိုးကြီးကဘာမှပြန်မပြောပဲသူ့ကိုချောင်းတစ်ဖက်ရောက်အောင်ပို့ပေးပါလို့လက်ပြချေပြနဲ့ပြောသည်။ဒီတော့ငါကအင်းဒီအဖိုးကြီးအိုကိုငါကယ်မီ။အဲ့ဒါလို့ကယ်ရင်ငါ့ကိုလည်းအလားရှင်ကကယ်မှာပဲလို့အောက်မေ့ပြီးအဖိုးကြီးအိုကိုငါ့ကိုယ်ပေါ်ဖြာစီခိုင်းပြီး ကိုင်းပါကြီးဗာကြီးသွားကျင်သည့်နေရာကိုငါလိုက်ပို့မည်လို့ပြောသည်အဖိုးကြီးကလည်းငါကုတ်ပေါ်ကိုဖွက်စီသည်ပြီးလို့ချောင်းတစ်ဖက်ကမ်းရောက်တော့ဖိုးကြီးကကုတ်ပေါ်ကမစင်းပဲသူ့ခြေနှစ်ချောင်းနဲ့ငါလည်းဘင်းကိုချိန်ထားသည် သူ့ခြေထောက်ကြီးနှစ်ချောင်းကလည်းကျွဲခြေထောက်ကြီးတွေလိုပဲရွံစရာကြောက်စရာကြီးဒီတော့ငါကကြောက်လာပြီးသူ့ကိုပြစ်ချလိုက်ပြီးလှုပ်သည်ဒီတော့သူကငါလည်းဘင်းကိုခြေထောက်နှစ်ချောင်းနဲ့ဖိပြီးညှက်ထားသည် ဒီတော့ငါလဲလဲဆေးထောက်လာပြီးမျက်စိတွေပြသွားပြီး တခါတည်းမေ့ပြီးလဲသွားသည်အဲ့ဒီလိုလဲသွားလဲသူကငါကုတ်ပေါ်ကမစင်ဘူးပြီးတော့ငါကို သူကရိုက်ကန်လဲလုပ်ပေးသည်အဲ့တဟာနဲ့ငါလဲနာလုံးမကနာတော့လဲရာကကုန်းထပြီးသွားရပြန်သည်အဲ့ဒီလိုနဲ့ပဲငါလဲသူခိုင်းသည့်အတိုင်းဟိုသွားသည်သွားနေတသွားတယ်သွားနေရသည် မတော်လို့ငါကရက်မိနာမိရင်လဲသူကငါကိုရိုက်ပြန်တဟာပဲ အဲ့ဒါလို့နဲ့အဖိုးကြီးအိုကြီးဟာနေရောညပါငါ့ကုတ်ပေါ်ကမစင်းတော့ဘူးအဲ့လေငါ့ကုတ်ပေါ်မှာပဲပြီးတော့အဲ့ရာကနိုးတဟာနဲ့တပြိုင်နက်ငါ့ကို ရိုက်ကန်ပြီးဟူသွားသည်သွားသွားခိုင်းပြန်တဟာပဲအဲ့တဟာနဲ့ငါ့စိတ်ထဲမှာအင်းဒီအဖိုးကြီးအိုကိုငါသနာမိတဟာမားတဟာပဲနောက်များဆိုရင်ဘသူပါဖြစ်နေနေငါမကယ်တော့ဘူးလို့အောက်မေ့မိသည် ခါတလေလဲငါဟာစိတ်ညစ်လုံးလို့အလားရှင်မြ мян ခေါ်တော်မူပါစေလို့ဆုတောင်းမိသည်အဲ့ဒါလို့နဲ့ငါဟာအဖိုးကြီးအိုကိုကုတ်ပေါ်တင်ပြီးကျုံးပေါ်မှာဟူသွားသည်သွားသွားနေတော့တနေ့တော့ဘူးသီးချောက်တွေသွားတွေ့သည်အဲ့တဟာနဲ့ငါဟာဘူးသီးချောက်တလုံးကိုအပေါက်ဖောက်အထဲကဥတွေထုတ်ပြီးအဲ့ဒီဘူးသီးချောက်ထဲကိုစပြစ်သီးတွေအပြည့်ကူးထည့်သည် ပြီးတော့အပေါက်ကိုပိတ်ပြီးနေဘူးထဲမှာ၄၅၀ရဲ့လှမ်းထားသည်အဲ့တဟာနဲ့စပစ်သီးတွေ အချင်းပေါက်လာပြီးတေးဖြစ်သွားသည်ဒီတော့မှငါလဲမောဒီပန်းဒီအခါနဲ့စိတ်ညစ်သည့်အခါမှာအဲ့ဒီစပစ်တေးကြီးကိုတောက်တောက်ပေးသည်အဲ့ဒီတော့မှငါလဲတေးရည်ရစ်ပြီးစိတ်ညစ်ရာတွေမေ့ပြီးပျော်ရွှင်လာသည်အဲ့ဒီလိုနေတိုင်းနေတိုင်းငါတေးရေတောက်တောက်နေတဲ့ဟာကို တွေ့တော့အဖိုးကြီးအိုကအဲ့တဟာပါလဲလို့လက်ရိတ်ချေရိတ်ပြပြီးမေးသည် ဒီတော့ငါကတီရီဟာစပြစ်တေရီဖြစ်တဲ့အကြောင်းတီတေရီကိုတောက်လိုက်ရင် မောတဟာတွေစိတ်ညစ်တဟာတွေအကုန်ပြောက်ပြီးပျော်ရွှင်လာသည့်အကြောင်းကိုပြောပြသည်ပြီးတော့ငါလည်းစပြစ်တေရီရစ်ပြီးပျော်တဟာနှင့်ကောက်ခုံမြူထုလုပ်သည်ဒီတော့အဖိုးကြီးအိုကသဘောကျသွားပြီဒီလိုဆိုရင်နစ်စပြစ်တေရီပေးစမ်းငါတောက်ကြည့်နေလို့ဆိုသည်အဲ့တဟာနှင့်ငါကစပြစ်တေရီဘူးကိုပေးလိုက်တော့ဘာပြောကောင်းတလဲ ။အိုးကြီးအိုဟာအောက်ကနေတော်မကြံအောင်အကုန်လုံးတောက်ချပစ်လိုက်သည်။ဒီတော့သူလဲမူးလာလို့ပျော်ရွှင်ပြီးလက်ကုပ်လက်ဝါးတီးလာသည်။ပြီးတော့ငါကြောပေါ့။သေးရီပောက်ချလိုက်တာလဲငါတကူလုံးရွှဲသွားတာဟာပဲ။ပြီးတော့အိုးကြီးအိုဟာတိတ်မူးလာပြီးလူမှန်းမသိတော့ဘူး။ဒီတော့မှငါလည်းသူ့ခြေထောက်နှစ်ချောင်းကိုအသာဖြေပြီးသူ့ကိုငါပခုံးပေါ်မှာအောက်ကိုပြစ်ချလိုက်သည်။ဒီတော့သူဟာဘာမှတတိမရပဲမြေကြီးပေါ်မှာဆန့်ဆန့်ကြီးလဲနေသည်။ အဲ့ဒီအခါကျတော့မှငါလဲအနားမှာရှိသည့်ကြောက်ခဲကြီးတစ်ခုကိုကောက်ပြီးသူ့ကောင်းကိုတခါရဲပောက်ခွဲလိုက်သည်အဲ့တဟာနဲ့ဖိုးကြီးအိုဟာမပြန်လန်းကိုတခါရဲမြန်းသွားသည်အဲ့ဒီတော့မှငါလဲငါနေသည့်နေရာကိုစိတ်ချလက်ချပြန်လာပြီးပင်လယ်ထဲကတင်မောတစင်းစင်းအလောက်ကိုစောင့်နေသည်အဲ့ဒါလိုနဲ့တနေ့ကျတော့ငါလဲငါအဖြစ်ပြက်တွေကိုတွေးပြီးဆမျိုးပြန်နေတော့မှတင်းမောတစင်းဟာငါနေသည့်ကျုံးကိုလာဆိုင်သည် အဲ့တဟာနဲ့ငါလဲတင်မောဆိုင်တည်နေရတော့တော့တင်မောဘော်ကဆင်းလာကြသည့်ခီးတဲ့တွေကငါအနာဝိုင်းလာပြီးတီကျွန်းဘော်ကိုငါဘလို့ရောက်လာသည့်အကြောင်းကိုမေးကြသည် ဒီတော့မှငါကလည်းငါတွေ့ကြုံဖြစ်ပြရသမျှတွေကိုပြန်ပြောပြသည်ဒီတော့မှ သူတို့ကအဲ့ဒီအဖိုးကြီးအိုဟာပင်လေအဖိုးကြီးအိုလို့ခေါ်သည့်အကြောင်းအဲ့ဒီအဖိုးကြီးအိုကုတ်ပေါ်ခွတ်တက်စည်းခံရသည့်လူမှန်လျင်ဘသူမျှအသက်နှင့်ပြန်မလာရသည့်အကြောင်းငါအခုလိုမတည်ရသဟာဟာအင်မတန်ကန်ထူးကြောင်းသူတို့ကပြောပြကြသည်ပြီးတော့တင်မောခီးတဲ့ရီကီငါ့ကိုအစားအစာကျွေးပြီးအဝတ်အထည်ပေးကြသည် ငါကလည်းသူတို့ပေးသည့်အစာစာသူတို့ပေးသည့်အဝတ်နှင့်ငါရှက်ဖုံးပြီး သူတို့တင်မောနှင့်လိုက်သွားသည်အဲ့တဟာနှင့်တနည်းကြတော့မြို့တစ်မြို့ကိုရောက်သွားသည်အဲ့ဒီမြို့ကိုမြောင်မြို့လို့ခေါ်သည်အဲ့ဒီတော့ငါလည်းမြောင်ဆိုသည့်အတန်ကိုကြားလိုက်ရတဟာနှင့်တပြိုင်နက်ကြက်သီးဖြန်းစနေထသွားသည်အဲ့ဒီမြို့ကအိမ်ကြီးတွေက တိတ်မြင့်သည်ပြီးတော့အဲ့ဒီမျိုးကိုတန်တိုင်တွင်နဲ့ကာထားသည်ဝင်ပေါက်ဖက်ပေါက်တကားလဲတစ်ခုတည်းရှိသည် အဲ့ဒီမျိုးကလူတွေဟာမြောက်တွေရဲ့ရံကိုကြောက်ကြလို့ညံ့ညကြလင်းပင်လေတဲကိုလှေနဲ့ဆင်းအိပ်ပြီးမိုးလင်းမှ သူတို့အိမ်ကိုပြန်ကြသည်တင်းမိုးဆိုင်နေတော့မှငါလဲပြင်းတဟာနဲ့မျိုးရဲလျှောက်ကြည့်သည်အဲ့ဒလိုလျှောက်ကြည့်နေတော့မှတင်းမိုးထွက်သွားတဟာနဲ့ငါကြံနေရခဲ့သည်ဒီတော့ငါလဲခတ်တော့တဟာပဲလို့အောက်မေ့ပြီးအော်ဟစ်ပြီးငိုသည်အဲ့ဒီအခါမှာမျိုးရဲကလူတစ်ယောက်ကငါစီလာပြီးအိုးအဆွေတင်ဟာဧည့်သည်နှင့်တူသည်လို့ပြောသည် ီတော့ငါကဟုတ်ပါသည်ငါဟာအခြေမလာသည့်ဧည့်သည်တယောက်ပါငါစည်းလာသည့်တင်မောကလည်းငါကိုထားပြီးထွက်သွားပါပြီလို့ပြောသည်ပြီးတော့အဲ့ဒီလူကအိုးအဆွေဒီလိုဆိုလျင်တင်ငါတို့လေနဲ့လိုက်ခဲ့ပေတော့ညမာဒီမှာတင်နေလျင်မြောက်တွေရန်ကြောင့်တင်တေလိမ့်မည်လို့ဆိုသည်ဒီတော့ငါကကျေးဇူးပါပဲဆိုပြီးသူတို့လေထဲတက်လိုက်သွားသည် အဲ့တဟာနဲ့သူတို့တွေဟာပင်လေတယ်။ကန်းနဲ့အတော်ဝေးသည့်နေရာမှာလှေတွေကိုကြောက်ချပြီးအိတ်ကြသည်။မိုးလင်းတော့မှသူတို့တွေဟာကိုယ့်အိမ်ကိုပြန်ပြီးကိုယ့်အလုပ်ကိုလုပ်ကြသည်။သူတို့တွေဟာမြောက်တွေရဲ့ရံကိုကြောက်တဟာနဲ့ညတိုင်းညတိုင်းအဲ့ဒါလိုပဲပင်လေတဲ့ထွက်ထွက်အိတ်ကြရသည်။အဲ့တဟာနဲ့ငါလည်းပဲသူတို့နဲ့အတူပင်ပင်လေတဲ့လိုက်အိတ်ရသည်။အဲ့ဒီလိုအိတ်ဒီအခါမှာလူတယောက်ကငါ့ကိုမေးသည်။ ိုးအဆွေအဆွေဟာလူမျိုးကြားတယောက်ဖြစ်သည်ဆိုတဟာကိုငါသိပါသည်။တဟာကြောင့်တင့်ကိုငါတခုမေးပြရစီ။တင်ဟာအသက်မွေးမှုအတွက်ဘာတက်များတက်ခဲ့ပါသနည်းလို့ဒီတော့ငါကအဲ့ဒီလူကိုအိုးအရှင်မိတ်ဆွေငါဟာကုံတွယ်စားသည့်သူပါ။ဥစ္စာလဲကျွယ်ဝပါသည်။နောက်မှကုံပြင်းနဲ့တင်မောတစ်စင်းလဲရှိပါသည်။ဟာပေမဲ့အဲ့ဒီတင်မော ပင်လေထဲမှာမြုပ်သွားလို့ပုံရောတင်မောပါဆုံးသွားပါပြီ ငါအသက်တောင်မှအလားရှင်မတော်မူသည့်ပြင်ပြားတစ်ချက်ရလို့မတည်ရပါသည်။ငါဟာအဲ့ဒလိုကုံသွဲသူဖြစ်သည့်အတွက်တခြားအသက်မွေးမှုမတတ်ပါလို့ပြန်ပြောသည်။ဒီတော့အဲ့ဒီလူကတဟာဖြင့်တင်မပူပါနဲ့။တင့်ကိုငါအိတ်တစ်ခုပေးမည်။အဲ့ဒီအိတ်ကိုယူပြီးကြောက်စရစ်ခဲတွေပြည့်အောင်ထည့်။ပြီးတော့ငါတို့မျိုးတွေကလူတစုနဲ့လိုက်သွား။တင့်ကိုသူတို့စီမှာငါအပ်လိုက်မည်။ပြီးတော့သူတို့လုတ်တလို့တင်လိုက်လို့ အဲ့ဒီလိုလုံးနေသင်းမျိုးကိုပြန်သည့်အခါယူသွားเสียရတစုံတစ်ခုရလိမ့်မည်လို့ပြောသည်ပြီးတော့အဲ့ဒီလူကငါ့ကိုကန်းနာခေါ်သွားပြီးသူ့ဘေးဒီအိတ်ထဲကိုကြောက်စရစ်ခဲတွေကောက်ထည့်ခိုင်းသည်အဲ့တဟာနဲ့ငါလည်းကြောက်စရစ်ခဲတွေတေးတေးရောជីជីရောပြည့်အောင်ကောက်ထည့်သည်အဲ့ဒီအခါမှာမျိုးရဲကလူတစုဟာငါလိုပဲလွယ်အိတ်ကြီးတွေလွယ်ပြီးထွက်လာကြသည်ပြီးတော့ငါမိတ်ဆွေကအဲ့ဒီလူစုကိုအိုးအဆွေတို့ဟောဒီလူဟာတရက်သားပါ ူကိုတင်တို့ကြည့်ခေါ်သွားပြီးသူ့အသက်မွေးဖို့အတွက်တင်တို့ရသဟာမျိုးရအောင် ဆောင်းလျှောက်ပေးကြပါ။အဲ့ဒီလို ဆောင်းလျှောက်ပေးရသည့်အတွက်တင်တို့ကိုအလားရှင်ဆောင်မတော်မူပါလိမ့်မည်လို့ပြောသည်။အဲ့တဟာနှင့်အဲ့ဒီလူစုကငါ့ကိုကွင်းပြင်ကြီးတစ်ခုထဲခေါ်သွားကြသည်။အဲ့ဒီကွင်းပြင်ကြီးထဲမှာအကိုင်းခတ်မရှိသည့်ပင်လုံးချောချောနှင့်လူမတက်နိုင်သည့်တစ်ပင်မြင့်မြင့်ကြီးတွေအများကြီးရှိသည်။အဲ့ဒီတစ်ပင်ကြီးတွေအောက်မှာမြောက်တွေအများကြီးစုအိတ်နေကြသည်။ အဲ့ဒီညောင်တွေဟာငါတို့ကိုမြင်တော့တစ်ပင်တွေအပေါ်တက်ပြေးကြသည်ဒီတော့ငါ့ကိုခေါ်လာသည့်လူတစုကသူတို့လွယ်အိတ်ထဲပါလာသည့်ကြောက်စရစ်ခဲတွေနဲ့ညောင်တွေကိုလှမ်းပေါက်ကြသည်ဒီတော့ညောင်တွေဟာတစ်ပင်ကြီးတွေပေါ်ကနေပြီးတတိတွေနဲ့ပြန်ပေါက်ကြသည်အဲ့ဒီတတိတွေကိုအိန္ဒိယတီးလို့ခေါ်သည်ပုံးတီးလို့လည်းခေါ်ကြသည် အဲ့ဒါဟာနဲ့ငါလဲအတီးများသည့်အုံးပင်ပေါ်မှာရှိသည့်မြောက်တွေကိုလှမ်းပြီးကြောက်စရိတ်ခဲတွေနဲ့ပြစ်သည်ပြီးတော့မြောက်တွေကအပေါ်ကနေပြီးအုံးသီးတွေနဲ့ပြန်ပြစ်ကြသည်အဲ့ဒါဟာနဲ့ငါတို့လွယ်အိတ်ထဲကကြောက်စရိတ်ခဲတွေမကုန်ခင်ပဲငါတို့မှာကိုစီကူကအုံးသီးတွေအများကြီးရကြသည်အဲ့ဒီတော့ငါတို့ဟာကိုရသည့်အုံးသီးတွေကိုထမ်းပြီးမြို့ကိုပြန်ကြသည်မြို့ကိုညနေခင်းပြန်ရောက်သွားတော့ ငါကငါရလာသည့်အုံးဒီတွေကိုငါကျေးဇူးရှင်မိတ်ဆွေစီယူသွားပြီးပေးသည်ဒီတော့သူကတင်ရလာသည့်အုံးဒီများကိုငါမလိုချင်ဘူးတင်ဟာတင်ယူထားပြီးရောင်းစားပါလို့ပြောသည်ပြီးတော့သူ့အိမ်ခန်းတစ်ခန်းကပေးပြီးရော့ဟောဒီမာဒီခန်းကတော့နေတိုင်းနေတိုင်းတင်သွားပြီးအုံးဒီရအောင်လို့ရသည့်အခါမှာဒီခန်းထဲမှာတင်ထားပြီးတော့နည်းနည်းပပအနာအစာပါသည့်အုံးဒီတွေကိုချက်ချင်းရောင်းပြစ် ကောင်းသည့်အုံးသီးတွေကိုဈေးကောင်းကောင်းနဲ့ရောင်းဖို့ခြံထားရောင်းပြီးလို့အတပြာလုံးလောက်အောင်ရတော့တိတ်မြို့ကိုပြန်သည့်အခါကျတော့ယူသွားလို့ပြောသည်အဲ့တဟာနဲ့ငါလဲငါကျေးဇူးရှင်ပြောသည့်အတိုင်းနေတိုင်းနေတိုင်းအုံးသီးကောက်ထွက်သည်ပြီးတော့အဲ့လိုနဲ့ရက်လာတော်ကြသွားတော့ငါမှာအုံးသီးတွေအများကြီးစုမိလာသည့်အပြင် အုံးသီးရောင်းလို့ရသည့်အတပြာလဲတော်တော် စုမိလာသည်အဲ့ဒီလိုစီးပွားလမ်းဖြောင်းနေတော့မှငါနေသည့်မြို့ကိုတင်မောတစင်းဆိုင်လာသည် ပြီးတော့တင်းမောပေါ်မှာပါလာသည့်ကုံတွေတွေက သူတို့မှာပါလာသည့်ကုံတွေကို ရောင်းပြီးအုံးသီးတွေ ပြန်ဝဲကြသည်အဲ့ဒီတင်းမောကိုမြင်တော့ငါလည်းငါမျိုးကိုပြန်ကျင်သည့်စိတ်ပေါ်လာသည်အဲ့တဟာနှင့်ငါကငါကျေးဇူးရှင်စီသွားပြီဟိုကျေးဇူးရှင်အခုလာသည့်တင်းမောနှင့်ငါမျိုးကိုပြန်ကျင်ပါသည်တင်းကခွင့်ပြုပါမည်လို့လို့မေးသည်ပြီးတော့ငါကျေးဇူးရှင်ကအိုတဟာကတင့်သဘောအတိုင်းပေါ့ငါသဘောမဟုတ်ပါဘူးလို့ဆိုသည် အတဟာနဲ့ငါလဲငါကျေးဇူးရှင်စီဖွင့်ပန်ပြီးငါမှာစုထားသည့်အုံးပြီးတွေကိုတင်မောနဲ့တင်ပြီးငါမျိုးကိုပြန်ထွက်လာသည်အတဟာနဲ့ငါစီးသည့်တင်မောဟာလမ်းကစိတ်ကန်းတွေကိုရှောက်ကတ်တော့ကတိမျိုးတိုင်းကိုငါဆင်းပြီးအုံးပြီးတွေရောင်းသည်ပြီးတော့အဲ့ဒီမျိုးကကုံတွေကိုလည်းပြန်ဝယ်တင်ခဲ့သည် နောက်ပြီးမြို့ကောင်းတို့ဇီယာတို့ကရဝေးတို့ပေါ်သည့်ကျုံတကျုံကိုလည်းငါတို့တင်မောရောက်သွားသေးသည်အဲ့ဒီကျုံကလူတွေကပြောသည် မြုပ်ကောင်းဟာတီးတီးအခါမှာအရွက်တရွက်ကအတီးကိုနေဘူးမိုးရွာကဝယ်ပေးဖို့အမြဲဖုံးနေသည်မိုးကုံလို့အတီးနှင်လာသည့်အခါကျတော့အဲ့ဒီရွက်ကျွေသွားသည်လို့အဲ့ဒီကျွန်းကမြုပ်ကောင်းတွေဇီယာတွေကရဝေးတွေအများကြီးကိုငါအုံးသီးတွေနဲ့ဖလှယ်ယူခဲ့သည်ပြီးတော့ငါတို့တင်မောဟာဆေးပင်ဆေးမြစ်ပေါ်သည့်ကျွန်းတစ်ကျွန်းကိုလည်းထက်ရောက်သွားသေးသည်အဲ့ဒီကျွန်းမှာလည်းငါဟာဆေးပင်ဆေးမြစ်တွေနဲ့အုံးသီးနဲ့ဖလှယ်ပြီးယူခဲ့သေးသည် အဲ့ဒီကျုံကလူတွေကဖျားရှင်မဖိုးကြဘူး။ဟိုမှာဆက်ဆက်ချင်းနဲ့တေးတောက်ချင်းကိုအလွန်ကျူးနှစ်သက်ကြသည်လို့ပြောကြသည်။ပြီးတော့ငါတို့ပလဲကျုံတကျုံကို ရောက်သွားသေးသည်။အဲ့ဒီကျွန်းကြတော့ငါကပလဲငုံသည့်လူတွေကို အုံသီးပေးပြီးကိုင်းမိတ်ဆွေတို့ငါအတွက်ကန်ဆန်းပြီးပလဲငုံပေးစမ်းပါလို့ပြောသည်ဒီတော့သူတို့ကကောင်းပြီဆိုပြီးငါကန်ကိုစမ်းငုံပေးသည်ဒီအခါမှာအင်မတီအင်မတန်အဖိုးထိုက်တန်သည့်ပလဲတွေရသည် ဒီတော့ပလဲငုံသမားတွေကတင့်ကန်ကအင်မတန်ကောင်းသည်ကိုင်းတီပလဲတွေကိုယူသွားပေတော့လို့ဆိုပြီးငါကန်ဆန်းငုံလို့ရသည့်ပလဲတွေအကုန်လုံးငါကိုပေးလိုက်ကြသည်ပြီးတော့ငါတို့တင်းမွန်ဟာအစင်အတိုင်းထွက်လာခဲ့သည်အဲ့တဟာနဲ့နောက်ဆုံးကြတော့ဘတ်တော်လာမျိုးကိုရောက်လာသည်ဘတ်တော်လာမျိုးမှာငါ၃ရက်နေပြီးဘဂဒဲမျိုးကိုပြန်ခဲ့သည် အဲ့ဒီလိုငါမတည်မပြောက်ပြန်ရောက်လာသည့်အခါမှာငါဆွေမျိုးတွေငါမိတ်ဆွေတွေကဝမ်းသာအားရစည်းကြိုကြသည်ပြီးတော့ငါမှာပါလာသည့်ပစ္စည်းတွေလုံခြုံအောင်သိမ်းဆည်းပြီးဗကရက်မျိုးမှာရှိသည့်အလူခံတွေကိုအယုတ်အလက်အညံ့မရွေးရရရောရောပေးကမ်းဆွံ့ကျဲလုပ်သည်အဲ့ဒီလိုအလားရှင်ကြိုက်တော်မူသည့်အလုပ်တွေကို လုပ်ပြီးတော့ငါလဲငါရခင်ကနေနီးထိုင်နေတိုင်းစီးစိမ်မျိုးမျိုးခံပြီးပျော်ပျော်ကြီးနေသည်အဲ့ဒါဟာဟာငါရဲ့ငါးချိန်မြောက်ပင်လယ်ခီးစင်မှာ တင်တို့နားထောင်ခြင်းသေးလျင်မနက်ဖြန်ကြတော့ငါရဲ့6ကြိမ်မြောက်ပင်လယ်ခရီးစဉ်ကိုပြောပြအောင်မီငါ6ကြိမ်မြောက်ခရီးစဉ်ကရခင်ရခင်ကခရီးစဉ်တွေထက်တောင်ပိုပြီးအံ့ဩစရာကောင်းသေးတယ်လို့ပင်လယ်ခရီးသွားစဉ်တစ်ပတ်ကပြောပြသည်တဲ့ပြီးတော့ရေစဉ်တစ်ပတ်ကကုန်းစဉ်တစ်ပတ်နဲ့တခြားဖော်တွေကိုစားကောင်းတောက်ကောင်းတွေကျွေးပါတဲ့ပြီးတော့ကုန်းစဉ်တစ်ပတ်ကိုရွှေတင်းကားပြားရီတရာလက်ဆောင်ပေးပါတဲ့ ြီးတော့ကုန်းစင်တစ်ဘက်ကရွှေတင်းကားပြားရီတရာကိုယူပြီးသူ့အိမ်ပြန်အိပ်ပါတဲ့။နောက်နေ့မိုးလင်းတော့ကုန်းစင်တစ်ဘက်ကအိယာကထိုက်ပြီးရေစင်တစ်ဘက်အိမ်ကိုလာပြန်ပါတဲ့။ပြီးတော့ရေစင်တစ်ဘက်ကဝမ်းတာအားရစီးချိုပြီးအဖော်ဆောင်သည့်အခါမှာစားကောင်းတောက်ဖွယ်တွေတည်ခင်းကျွေးမွေးပြန်ပါတဲ့။အဲ့ဒီလိုစားတော့ပြီးတော့မှရေစင်တစ်ဘက်ကသူ့ရဲ့၆ချိန်မြောက်ပင်လယ်ခရီးစဉ်ကိုပြောပြပါတဲ့။